အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောင်ဖြစ်ပါတယ်2025ခုနှစ်မေလ31ရက်စနေနေ့ညနေခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းအခုတ်ခုခရိုင်ကံမနောက်ဘက်မှာအင်အား20ခန်းရှိစစ်ကြောင်းဟာမကြီးတုံးမင်းရွာကနေထွက်လာပြီးပေါင်းမြုံနယ်အခြေပိုင်းရွှေလန်နဲ့ရေပြာရွာကြားတပ်ဖြန့်အခြေပြုနေတာရှိပါတယ်အဆိုပါစစ်ကြောင်းဟာကြောအခြေဆိုင်အမှတ်24ကာကွယ်ရေးပစ္စည်းစက်ရုံထိလှုပ်ရှားမှာဖြစ်ပါတယ် ဒါမဲ့ဇွန်လအစောပိုင်းမှာအခုကနေရိတ်ခါရင်နန်းအစီ90ကနေတရားကြားထွက်ခွာဖို့ရှိနေပြီးရိတ်ခါတွားရောက်စုပုံမဲ့တပ်စခန်းကိုတော့အဆုံဆန်းနေသေးဖြစ်ပါတယ်။ဗရန်တန်နယ်ထဲကိုဝင်ရောက်လာတဲ့အင်အား60ခန့်တံများကကလေးစီဟာယနေ့မနေ့မှာကန်တုတ်စစ်စစ်ခိတ်ကနေတဆင့်မလွန်တက်နယ်ထဲသို့ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကတ်မှာတော့ထိတွေ့တိုက်ပွဲတွေမရှိသလောက်ဖြစ်သွားပြီးဆိုပေမဲ့ဆိုင်းနောင်ဟာဒေသခံတွေကတော့ရေပြေတိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်ထိတ်လန့်နေကြတယ်လို့သိရှိရပါတယ်။ စင်တော်ကြီးဘက်ကစစ်ကြောင်းတွေလှုပ်ရှားမှုရှိခဲ့ရင်တော့ထိတွေ့တိုက်ပွဲကြီးကြီးမားမားဖြစ်လာနိုင်ခြင်းရှိပါတယ်။ကျင်းနီနယ်မြေကိုမိုးပြဲဘက်ကနေထိုးစစ်ပြန်ပြီးလှုပ်ပေမဲ့အထိတာနေတဲ့စစ်ကောင်စီဟာဒီမော့ဆိုးဘက်ကိုအာရုံထားလာနေတာရှိပါတယ်။နေပြည်တော်တိုင်းစစ်တပ်နာချုပ်လက်အောက်ခံအမ၆၆အချိန်မြန်တိုင်းရဲ့အခြေစိုက်တဲ့ဗရတ်ချောင်းအရှိဘက်တိကျရွာနီးမှာတမ်းမတ်စီစစ်စစ်ကြောင်းတစ်ခုအခြေပြုနေပါတယ်။ ကြရပြည်ရဲ့အခြေစိုက်စီဘူးဂျေကရော့တဝိုက်မှာစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းလှုပ်နေတယ်လို့ကြားနေရပေမဲ့အတည်ပြုလို့မရသေးဘူးဖြစ်ပါတယ်။ဒါနဲ့ဆိုရင် KNDS စတင်တည်ထောင်ခဲ့တာ၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဂျမန်နဲ့ဒီလိုအချိန်တုန်းကအကင်းအီနယ်မြေမှာခိတ္တခိုးလုံနေခဲ့တာဖြစ်ပြီးဘေးသွားသွားအဖို့အကျိုးလုပ်ပေးတဲ့မိသားစုညီကိုလုံနေခဲ့ရပြီးနှွေးထွေးတဲ့မြေမြေမိတ်ဆွေတွေအားလုံးကိုသတိရနေသေးဖြစ်ပါတယ်။ကင်းအီနယ်မြေဟာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကလွဲလို့စစ်ဘေးရှောင်တွေအတွက်နှွေးထွေးလုံခြုံအေးချမ်းရနေပြီဖြစ်ပါတယ်။ ကိုပြည်တရိယစေတာကတော့ပကဒနာမပါတဲ့မြေပြင်သူရဲကောင်းကျွဲမောင်းသမားကြီးတွေနဲ့ရင်းနှီးခင်မင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။အားလုံးကိုတိုက်ဆိုင်မှုရှိတိုင်းတရိယနေကြအောင်ပါခင်ဗျာ။နေရာအနန္တမကကယင်းဒီထိုင်ပိုင်းကောင်းဆောင်များနဲ့တွဲဆောင်ခွင့်ရအောင်လိုက်ပါပူဆောင်ပေးခဲ့တဲ့ကယင်းဒီမြေပြင်သူရဲကောင်းဆရာကိုတောင်ရုပ်ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်လို့ထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျာ။မန္တလေးတိုင်းမရရအောင်ချမ်းနဲ့အရှိန်ချမ်းကိုတော့ယနေ့မနေ့အစောပိုင်းကတိုက်လေရင်နဲ့ကင်းထောက်မှုတွေရှိနေပါတယ်။ အရကံကြီးကြောက်ဖြူတိုက်ပွဲတွေစီးကြတဲ့တဖြည်းဖြည်းမိလာနေပြီဖြစ်ပါတယ်။နေ့စဉ်ချိတွေ့မှုရှိနေတဲ့ကြောက်ဖြူစစ်မျက်နှာစာမှာဂျီဝမ်စေဝစီမှုပထမတိုင်းအစစ်ဆိုသူအပါစစ်တုံးပန်းတွေလက်ရဖမ်းဆီးထားနိုင်တာလို့ကြားလာရပြီဖြစ်ပါတယ်။ဂျီ3953နဲ့ဒုတိယဘုံကြီးကျော်လင်းကြိုင်ဆိုသူဖြစ်ပါတယ်။ပုံမှန်အဖြစ်ဂျီဝမ်နေဟာစစ်စေးလိုက်ရလိမ့်မရှိဘူးဖြစ်ပါတယ်။သို့သောစကခ စစ်မှဌာနချုပ်တွေမှာဂျီဝမ်ဟာဖွဲ့စည်းပုံတယောက်တည်းရှိတာဖြစ်ပြီးဤပြူဟာမှုတွေမရှိခဲ့ရင်တော့စစ်စင်ရေးလိုက်ရလိမ့်ရှိပါတယ်။ယခုပုံရဆိုရင်အကြမ်းဖက်စစ်တပ်မှာဤပြူဟာမှုတွေအလင်းမြောင်မခန့်နိုင်မခန့်အပ်နိုင်ဖြစ်နေတယ်လို့ပြောလို့ရပါတယ်။ခုတစ်ချိန်ကစစ်တပ်ထဲမှာဆိုရိုးတစ်ခုရှိပါတယ်။ဂျီဝမ်လည်း၅ချက်ပဲလို့ပြောကြပါတယ်။ဈေးကဆိုရင်၅ချက်ရတဲ့ခေတ်ကဆိုရိုးစကားဖြစ်ပါတယ်။အခုတော့အဖဂျီဝမ်လည်းချင်းကြားထိုင်းရတဲ့ခေတ်ကိုရောက်လာပြီဖြစ်ပါတယ်။ ပြင်းပြင်းအောင်ပွဲရဲ့ရလဒ်တွေကတော့အတော်မတန်ရှိနေသေးဖြစ်ပါတယ်။နေ့စဉ်ရက်ဆက်မဆုံတန်းခံစစ်စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ကနေလီစခန်းကသိမ်းပိုက်ရရှိခဲ့တဲ့ဆက်လက်နဲ့ခဲရတာမို့ဟာအမေရိကန်ဒေါ်လာ70တန်းတာမို့ရှိတယ်လို့ဆိုနေကြသလိုညောင်ရီနယ်မြေတွေကအမြင့်ဆုံးစခန်းဖြစ်တဲ့ဘရင်အောင်စခန်းခေါ် TWL စခန်းကိုလည်းစစ်ကောင်စီအားလက်လွတ်ခဲ့ရပြီဖြစ်ပါတယ်။လက်ရှိချိန်မှာလည်းတေဘောဘုံစခန်းကြီးကိုဆက်လက်တိုက်စစ်ဆင်နေတယ်လို့ကြားသိထားရပါတယ်။ စခန်းတီတီကနေနေဆက်ဖြတ်ကျော်ထပြေးသွားကြတဲ့စစ်ဘုစစ်သားတွေကိုတော့ထိုင်းစစ်တပ်ကနေ BGF ထံလက်ပြောင်းရင်းပေးခဲ့တာဖြစ်လို့မြောက်ရီနေမြေကန်တိုင်ရင်မှာငါကဘလို့ပြေးတာသူကဘလို့လစ်တာစသဖြင့်ပြန်ပြောင်းစမြုံပြန်နေကြပြီဖြစ်ပါကြောင်းပြင်ပြလိုက်ရပါတယ်ခင်ဗျာစခိုင်းမျိုးထဲမှာအတန်ပလန်ကြားရင်ပြောပြကြပါဦးစခိုင်းမှာနည်းနည်းထူးနေတယ်လို့ပြောကြပါတယ်လောက်ကင်ထားတာရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်